ထိုင်းနဲ့ကမ်ဘောဒီးယားအခုစေပွဲဖြစ်ရအောင်နောက်ွယ်ကဖန်တီးခဲ့တယ်သူဘသူလဲပြီးတော့လည်းပဲထိုင်းကဒီဒီဇင်ဘာလ10ရက်နေ့ကကမ်ဘောဒီးယားနေဆက်မှာရှိတယ်အရင်ပွားနေတဲ့နေမီဒေတာကယော်ဒီတချို့တန်ကြက်ကာကာဒီနဲ့အခုခါမှာတက်သိမ်းလိုက်တယ်လို့လည်းသိရအဲ့တော့လက်ရှိမှာတိုက်လေရင်တော့မှကောင်းကောင်းမရှိတဲ့ကမ်ဘောဒီးယားနိုင်ငံကဘသူကမြောက်ပေးလိုက်လို့ဒီလိုစပြီးသူကစတိုက်ရအဲ့ဒါလေးနောက်ွယ်ကချောင်းကြီးကျွန်တော်ပြောပြပေးချင် ဒီဇင်ဘာလ9ရက်နေ့ဒီလေပိုင်းကနေစပြီးတော့ဒီကမ်ဘောဒီးယားကနေပြီးတော့ထိုင်းဘက်ကိုစပြီးတော့တိုက်ခိုက်တယ်လို့ဖော်ပြထားတာတွေ့ရှိရတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်လေကမ်ဘောဒီးယားဘက်ကလူ9ဦးလောက်သေဆုံးသွားပြီးတော့ထိုင်းဘက်ကတော့9ဦးလောက်သေသွားတယ်လို့သတင်းတွေမှာဖော်ပြထားတာတွေ့ရတယ်။နောက်ဆိုရင်ကမ်ဘောဒီးယားကဆက်တက်တယ်လို့ပြောမှာပေါ့။နိုင်ငံတကာသတင်းတွေမှာတော့အဲအတိအကျဟိုဘက်ကတိုက်တယ်လို့ဟိုဘက်ကဆက်တက်တယ်လို့ဒီဘက်ကဆက်တက်တယ်လို့ ਨੇ သူ့ဘက်ကတိုက်တယ်ပါကိုယ့်ဘက်ကတိုက်တယ်ပါဆိုအငင်းပေါ်လာနေတော့ရှိတယ်။ ဒါပေမဲ့အများဆုံးသတင်းတွေမှာဖော်ပြထားတာကမ္ဘောဒီးယားဘက်ကစတိုက်တယ်ဆိုတော့သတင်းကိုဖော်ပြထားတာကိုတော့တွေ့ရတယ်ကမ္ဘောဒီးယားကဘာဖြစ်လို့စပြီးတိုက်တာသူတို့မှာစစ်တီအင်အားတွေပဲအရန်ကောင်းနေလို့လားလက်နက်တွေပဲအရန်ကောင်းနေလို့လားအဲ့လိုလည်းမဟုတ်ပြန်စဉ်းစားမယ်ဆိုရင်တိုက်နေရင်တော့မှကောင်းကောင်းကန်ကန်မရှိတဲ့တိုက်နေရင်တော့တကယ်ဟုတ်ဒီပတ်တွေမရှိတဲ့ဒီကမ္ဘောဒီးယားကထိုင်းကိုသွားပြီးရန်စာရဲတာကနင်းနေတော့တက်တည်တော့မဟုတ်အဲ့တော့နောက်ွယ်မှာဘာတွေရှိနေလို့လဲ အော်ဘူးတော့တော်တော်ကောင်းတဲ့သဘောမျိုးရှိအဲ့တော့စီရီလေးတစ်ချက်ကြည့်အောင်နိုင်ငံတကာကသုတေသနအဖွဲ့ဖြစ်တဲ့ ISSS စီရင်အရာဆိုရင်2023ခုနှစ်တုန်းကခိုင်းနိုင်ငံမှာခိုင်းစစ်တီ3သိန်းနဲ့6တောင်းလောက်ရှိတယ်လို့သိရတယ်ကမ္ဘောဒီးယားမှာကတော့ဒီကမ္ဘောဒီးယားစစ်တီ3သိန်းနဲ့2တောင်းပဲရှိတယ်လို့သိရတယ်ပြောမယ်ဆိုရင်ဒီခိုင်းဘက်ကကမ္ဘောဒီးယားထက်ကိုစစ်တီအင်အားက ုံးစားလာများတယ်လို့ပြောရမှာဖြစ်နေတယ်။လီတက်မှာလည်းပဲထိုင်းကထိုင်းစစ်တီလီတက်စစ်တီလီလီတက်ကလီတက်တိုက်ခိုက်ရေးစစ်တီအလုံးပေါင်း4600ရှိတယ်လို့သိရတယ်။ဒီကမ္ဘောဒီးယားဘက်ကတော့ဒီနေချောင်းနဲ့ပတ်သက်ပြီးတိကတော့ drone ပေါ့ဗျာ။အဲ့ဒါနဲ့ပတ်သက်ပြီးတိုက်ခိုက်တဲ့စစ်တီက1500ပဲရှိတယ်လို့သိရတယ်။ပြီးတော့လည်းပဲထိုင်းဘက်ကတိုက်လေရင်အလုံးပေါင်း122စင်းရှိတယ်လို့သိရပြီးတော့ကမ္ဘောဒီးယားဘက်ကတော့တိုက်လေရင်သတိမှမရှိဘူး သိရှိရပြီးတော့အရှိတောင်အရှဘက်မှာဆိုရင်လည်းပဲဒီ high leader ဟာခင်အမိဆုံး leader တစ်ခုဖြစ်ပြီးတော့ leader မှာလည်းလက်ချက်မှုအင်အားအကောင်ဆုံး leader တစ်ခုဖြစ်တယ်လို့လည်းသိရတယ်။စီးရေးအသုံးစိတ်မှာလည်းပဲ high က6.9ဘီလီယံလောက်အထိသုံးစိတ်ရှိပြီးတော့ကမ္ဘောဒီးယားကတော့10ဘီလီယံလောက်ပဲအသုံးစိတ်ရှိတယ်လို့သိရတယ်။ဒါဖြစ်ရင်လူဦးရေကြည့်အောင်လူဦးရေမှာဆိုရင်လည်းပဲ high ဘက်ကလူဦးရေဟာကမ္ဘောဒီးယားလူဦးရေရဲ့၄ဆလောက်ပါ ပိုများတယ်လို့သိရတယ်။အခုခါမှာတော့ဒီထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့အနုတင်ကနေပြီးတော့သူ့အနေနဲ့ကမ္ဘောဒီးယားကိုတိခန့်နေရတာကြာပြီ။တိခန့်နိုင်တဲ့ဆွမ်းအားတော့အကုန်သွားပြီလို့သူကပြောပြီးတော့ထိုင်းစစ်တပ်ကိုအခုခါမှာအာဏာကိုဆွဲအပ်လိုက်ပြီးအချိန်အဟုန်နဲ့သာတိုက်တော့ဆိုပြီးမိသိမ်းပြလိုက်ပြီးတော့သိရတယ်။ထိုင်းပြည်သူတွေကိုကာကွယ်ဖို့အတွက်ပဲအထက်ကစန္ဒာရှိတော်တယ်လို့ဒီထိုင်းဝန်ကြီးချုပ်ကအခုခါမှာထုတ်ပေါ်ပြောကြားလိုက်တယ်လို့သိရတယ်။ပြီးတော့ဒီကမ္ဘောဒီးယားဘက်ကတစ်ချက်ကြည့်အောင် ဒါဗောဓိယကဒီအရင်တော့ဝေကြီးကျို့ဟောအခုတော့လွတ်တော်ဥက္ခရာပေါ့ဗျာအဲဒါမြဲဩဇာအာဏာရှိတာကတော့ဝေကြီးကျို့ဟောင်းဖြစ်တဲ့ဟောဆန်ကပဲဆက်လက်အာဏာရှိနေတယ်လို့ပဲပြောဝေကြီးကျို့တက်ထားတဲ့ဒါဗောဓိယဝေကြီးကျို့ကလည်းဒီဟောဆန်ရဲ့သားပဲဖြစ်ဒါမြဲဖေးရဲ့ control အောက်မှာပဲရှိတယ်လို့ပြောရမှာပေါ့နော်တကယ်တော့နိုင်ငံရဲ့အာဏာမှာဟောဆန်ကပဲဆက်လက်ထိတ်ချုပ်နေတဲ့သဘောမျိုးရှိပါတယ်အဲ့တော့ဟောဆန်ကလည်းဗာပြန်ပြောလဲဆိုတော့ဒီနေမြေတွေအားလုံးကိုနေမြေတွေကို ူ့ဘက်ကကာဝယ်ပြမယ်တာဝန်ရှိတဲ့အတွက်ကြောင့်ပြန်လဲခုခံကာဝယ်မယ်လို့လည်းသူကတော့ထုတ်ပေါ်ပြောကြခဲ့။ဟိုင်းမှာအခုကျင်းပနေတဲ့ဒီစီဂိတ်အာဂဇာပွဲမှာကမ္ဘောဒီးယားဘက်ကအာဂဇာသမားတွေအကုန်လုံးအခုခါမှာပြန်လာခဲ့ဖို့မကြားလိုက်ပြီဖြစ်တယ်။အဲ့တော့အဓိကကမ္ဘောဒီးယားဘက်ကပြောကြတာကတော့ဒီအာဂဇာသမားတွေရဲ့မိသားစုတွေကစိတ်ပူပြီလို့ပြန်ခေါ်ရတာဖြစ်တယ်လို့သူကတော့ပြောဆိုထားတာရှိပါတယ်။ထိုင်းကအမေရိကန်နဲ့မဟာမိတ်နိုင်ငံဖြစ်တယ်လို့ကမ္ဘောဒီးယားကလည်း ဒီတရုတ်နိုင်ငံဖြစ်တဲ့ဒီပေါ့စီတို့မြန်မေးတို့ပေါ့ဗျာပေါ့စီမြန်မေးတို့ ਨੇ သူတို့ကအလွန်နီးကပ်မှုရှိတဲ့အရင်ရင်းနှီးတဲ့နိုင်ငံတွေနိုင်ငံတခုလည်းဖြစ်တယ်လို့သိရှိရတယ်။ထိုင်းနဲ့အမေရိကန်ဟာ1954ခုနှစ်ကတည်းကဒီအမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့တာပဲဖြစ်တယ်ထိုင်းနိုင်ငံကဆိုတော့ဒီတမိုင်းရောက်လို့ပြန်ကြည့်မယ်ဆိုရင်ဒီ BNN စစ်ပွဲဒီစစ်ပွဲဖြစ်တုန်းကအမေရိကန်တွေသွားတိုက်တယ်။အဲ့လိုတိုက်တဲ့အချိန်တုန်းကဒီ BNN စစ်ပွဲမှာတော့အမေရိကန်ရဲ့ဒီ 52တိုက်လီရင်လို့တိုက်လီရင်ဒီပြီးတော့လီတာစကန်တွေအတွက်နေရာချဖို့ဆိုပြီးထိုင်းရသူ့နိုင်ငံတွေမှာလီတာစကန်အခြေချဖို့ခွင့်ပြုပေးခဲ့ပြီးတော့လည်းပဲအမေရိကန်ဘက်ကနေပြီးတော့ဝေပြီးတော့လေ BNL စစ်ပွဲမှာပါဝင်ဖို့ဆိုပြီးဒီထိုင်းစစ်တီတပေါင်းကျော်ကိုလည်းအမေရိကန်ဘက်ကနေဝင်တိုက်ပြဖို့သူကအခုညီပေးခဲ့ဘူးလားဒီလည်းရှိခဲ့အဲ့တော့အမေရိကန်နဲ့ထိုင်းနိုင်ငံကတော်တော်လေးကိုနီးနီးကပ်ကပ်ရှိတဲ့သဘောမျိုးရှိဒီထိုင်းနိုင်ငံကပြီးတော့လည်းပဲနေတိုးရဲ့ဒီအဖွဲ့ဝင်နိုင်ငံမဟုတ်ပြီမဲ့လေသူတို့ဟာ မဟာမိတ်သာဝရမဟာမိတ်နိုင်ငံဖြစ်နေသူကအခုတတိယရက်တည်နေတယ်လို့လဲသိရတယ်။ဟိုင်ဟာအမေရိကန်နဲ့လည်းမကြခဏစီးရီပူတဲ့လေ့ကျင့်မှုတွေပြုလုပ်နေကြ။အဲ့ပူရဲ့လေ့ကျင့်တဲ့စီးရီဟာလည်းနာမည်ကြီးလာတဲ့ Cobra Go ဆိုတဲ့စီးရီလေ့ကျင့်မှုဟာလုံးဝနာမည်ကြီးလာနှစ်စဉ်နှစ်တိုင်းကြီးပါလောက်ကိုလေ့ကျင့်ကြတယ်လို့သိရတယ်။ကမ္ဘောဒီးယားကတော့ဒီအရင်တုန်းကကသူကပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရတဲ့အတွက်ကြောင့်သူတို့ရဲ့စစ်တပ်ကို 1993ခုနှစ်ကျမှာစတင်ဖွဲ့စည်းနိုင်ခဲ့တယ်သိရအောင်အဲ့လိုဖွဲ့စည်းတဲ့အချိန်တုန်းကလည်းဒီပြည်နှစ်စစ်ကြီးတုန်းကဝင်ရောက်တက်ခဲ့ခဲ့ကြတဲ့ကွန်မြူနစ်အစိုးရတပ်တွေရဲ့နောက်ကွန်မြူနစ်မဟုတ်တဲ့ခုခံရေးတပ်တွေအဲ့တက်နှစ်တက်ပေါင်းပြီးတော့ဒီကမ္ဘောဒီးယားမှာစစ်တပ်ဆိုပြီးသူတို့ဖွဲ့စည်းခဲ့ကြတာဖြစ်ဖြစ်တယ်သူရဲ့အဓိကမိတ်ဆွေကတော့ဘယ်နိုင်ငံလဲဆိုတော့ဒီပေါ့စီတို့ဖြစ်တဲ့မြန်မာတို့နိုင်ငံလည်းဖြစ်တယ်ပြီးတော့ဒုတိယကဗီယက်နမ်နိုင်ငံဖြစ်တယ်ဒီကမ္ဘောဒီးယားကအဓိကထားပြီးတော့လက်နက် ရယူတဲ့ဝယ်ယူတဲ့နိုင်ငံလက်နဲ့အတိအထားအားကိုးတဲ့နိုင်ငံကတော့ဒီရုရှားနိုင်ငံကဖြစ်တယ်လို့သိရတယ်ရုရှားရှိကလက်နဲ့တွေကိုအတိအထားမိခိုနေတယ်လို့သိရအဓိကလိုအပ်တဲ့အဓိကထောက်ပံ့ပေးမှုအများဆုံးပေးတဲ့နိုင်ငံကတော့ဒီအောက်စီတို့မြန်မာတို့နိုင်ငံပဲဖြစ်တယ်လို့သိရပါတယ်အောက်စီတို့ဟာဒီကမ္ဘောဒီးယားကိုအခုခါမှာလက်နဲ့တွေလည်းအများပြားရောင်းချပေးနေတယ်ဒီရင်းနှီးမြှုပ်နှံမှုပြီးတော့ဒီပေါ့စီတို့ရဲ့ က်ယုံနေဟာလေဒီကမ်ဘောဒီးယားမှာအများအပြားရှိတယ်လို့လည်းသိရတယ်။ဒီတဲ့စကန်တစ်ခုတောင်းမှဒီကမ်ဘောဒီးယားမှာပေါက်စီတို့ကနေရာယူထားတယ်လို့သိရှိရပါတယ်။ဒီပေါက်စီမြန်မေးတို့ကလည်းအခုခါမှာအားကြမခံပါတော့နော်။ဒီကမ်ဘောဒီးယားနဲ့ပူးတွဲပြီးတော့သူတို့စီးရေးလေ့ကျင့်မှုတွေပြုလုပ်ကြတယ်သိရတယ်။အဲ့ဒါကတော့2024ခုနှစ်မေလ30ရက်နေ့က Golden Dragon ဆိုတဲ့စီးစီးရေးလေ့ကျင့်မှုကိုဒီကမ်ဘောဒီးယားနဲ့ဒီပေါက်စီတို့စီးရေးလေ့ကျင့်မှုတွေပြုလုပ်ကြတယ်လို့လည်းသိရှိရတယ်။ဒါပြင်လေးတက်တောင်မရှိတဲ့ဒီ ကမ္ဘောဒီးယားကဘာလို့အပြစ်အခက်ရက်စဲပြီးတော့မှအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြားနေပြီးအပြစ်ခက်ရက်စဲလက်မှတ်ရေးထိုးပြီးတော့မှဒီလိုမျိုးစစ်တိုက်ဖို့စပြီးအစဆွဲထုတ်လိုက်တာဘာလို့ဆွဲထုတ်လိုက်တာအဖြေကတော့အခုခါမှာထွက်ရှိလာပြီးဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစောစောပိုင်းကကထိုင်းနဲ့ကမ္ဘောဒီးယားနှုတ်နှစ်ဖက်ဟိုအပြစ်ခက်ရက်စဲကြီးအတွက်သဘောတူညီမှုလက်မှတ်ရေးထိုးဖို့ဆိုပြီးဒီမလေးရှားနိုင်ငံကွာလာလပူပြူမှာပြင်ပဖို့အစီအစဉ်ရှိတယ် ဲ့လိုအစီအစဉ်ရှိတဲ့အခါမှာဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီမြန်မေးတို့တောက်စီတို့မတက်ဖို့ကြိုပြီးတော့မလေးရှားဝန်ကြီးချုပ်ကိုလှမ်းအကြောင်းကြားထားတယ်ဒီလက်မှတ်ရေးထိုးဘွက်ကိုဒီပေါက်စီတို့မလာဖို့ကြားထားတယ်အဲ့လိုတားလိုက်တဲ့အတွက်အဲ့လက်မှတ်ရေးထိုးဘွက်ကိုဒီပေါက်စီတို့မြန်မေးတို့အဖွဲ့တွေဒီလက်မှတ်ရေးထိုးဘွက်ကိုမလာခဲ့ကြအောင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒီပေါက်စီတို့ကနင်းနေဟိုစိတ်ဆိုးသွားတယ်စိတ်ခုသွားတယ်လို့လဲသုံးသပ်လို့ရတယ်ပေါ့နော်ပြီးတော့အခုရပိုင်းအတွက်မှာနာမည်ကြီးလာတဲ့ဒီချက်ခံကိစ္စ ားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအမေရိကန်ကဒီကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးစတယ်အရေးယူမှုတွေစတယ်ပြုလုပ်လာခဲ့အဓိကကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဒီကမ်ဘောဒီးယားနိုင်ငံတွေမှာကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်ကစကားဆပြောလာတာတွေ့ရဒီကြားပြန်ရဲ့အဓိကတရားခံလက်ကမ်းကြီးကဘယ်သူလဲဆိုတာအားလုံးလည်းသိပါတယ်နော်အဲ့ဒါကဒီမြန်မီတို့အဖွဲ့ပဲဖြစ်မြန်မီတို့ကဒီကြားပြန်ကိစ္စမှာအဓိကဥဆောင်နေတာဖြစ်တယ်ဆိုတာအမေရိကန်ကမသိတာတော့မဟုတ်သိတယ်မြန်မီတို့လက်ချက်ဆိုတာလေသူတို့ကသိတယ် ဒါပေမဲ့ခက်နေတာကဒီကြားပြန်စကမ်းတွေကမြန်မာတို့နိုင်ငံထဲမှာရှိတာမျိုးမဟုတ်ပဲねသူများနိုင်ငံတွေမှာလာပြီးအခြေချလုပ်ကန်နေတာမျိုးလည်းဖြစ်တယ်ပြီးတော့မြန်မာတို့ကအတိအကအခုနောက်ပိုင်းမှာတက်ကက်ထားပြီးတော့ဒီကြားပြန်နဲ့ပတ်သက်ပြီးလိန်လည်မှုတွေပြုလုပ်တာဘယ်နိုင်ငံကိုအတိအကဒါတက်ကက်ထားလိန်လည်နေလဲဆိုတော့အမေရိကန်နိုင်ငံကိုအတိအကထားလိန်လည်နေတာလည်းဖြစ်တယ်ပြီးတော့ FBI ကအခုခါမှာဒီကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးလိုက်နေစုံစမ်းမှုတွေပြုလုပ်ပြီးတော့နောက်ပိုင်း final source ပေါ့ဗျာနောက်ဆုံးအဖြေထွက်လာတဲ့အခါကျရင် အဲ့ဒီဆုတ်ဆိုတာနောက်ဆုံးကဘယ်သူရှိရလဲဆိုတော့ဖီးကထွက်လာတော့ဖြစ်အဲ့လိုထွက်လာတဲ့ခါကျရင်ဒီပေါ့စီတို့မျက်မေးတို့ရှိရထွက်တာဆိုတာသိသွားရင်ဒီမျက်မေးတို့မျိုးလုံးတွေကျဲထွက်လာမယ့်သဘောမျိုးရှိတဲ့အတွက်ကြောင့်အခုလိုဒီကမ်ဘောဒီးယားနဲ့ဒီထိုင်းစစ်ပွဲကိုဖြစ်အောင်ဖန်တီးတဲ့သဘောမျိုးရှိတယ်လို့ပြောကြတယ်အတိတ်အကြောင်းကိုပြန်ကြည့်ကြမယ်ဆိုရင်အရင်တော့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ပထမတက်တန်းတုန်းကဒီမျက်မေးတို့ကအင်တာနက်ဖြစ်တဲ့ 4G ကနေ 5G network ကိုသူတို့စထွင်လိုက်။ထွင်လိုက်တဲ့အခါမှာအမေရိကန်သမ္မတဒေါ်နယ်ထွန်းကသူ့ပထမတက်တန်းတော့ဒီ 5G ကိုမတုံးဘူး။ 5G တုံးမယ်ဆိုရင်သူတို့နိုင်ငံရဲ့အမျိုးသားလူမျိုးကြီးကိုထိခိုက်တယ်ပေါ့ဗျာ။အဲ့လိုမတုံးဘူးတားလိုက်။တားလိုက်တော့အဲ့ 5G သူတို့ထုတ်တဲ့ 5G အစင်မပြေသွားဘူးဖြစ်သေးရုံလို့။တော့ဒီမြန်မာပြည်တို့အစင်မပြေတဲ့အခါကျတော့ပြီးသွားတဲ့အပြင်အမေရိကန်သမ္မတဒေါ်နယ်ထွန်းကဒီ Huawei ဖုန်းတွေသူတို့နိုင်ငံတွေမှာမတုံးဘူးဆိုရင်ဆက်ပြီးတား။ဆိုတော့မြန်မာပြည်တို့အဲ့ဒီမှာစီးပွားရေးတော်တော်လေးကတိလောက်ဖြစ်သွားတယ်။တော်တော်လေးထိခိုက်သွားတယ်ပေါ့ဗျာသူတို့စီးပွားရေး။ ဲ့လိုထိလိုက်သွားပြီးတိတ်မကြဘူးလာပိုင်းလေးအတွင်းမှာပဲတိုက်တိုက်ဆိုင်ဆိုင်ဖြစ်တယ်လို့ပြောလို့တော့မရအောင်လာပိုင်းလေးအတွင်းမှာပဲဒီကျွန်တော်တို့ covid 19ရောဂါကြီးစတယ်ဖြစ်ပေါ်လာအဲ့ဒီ covid 19ရောဂါကြီးကလည်းဘယ်အစဖြစ်လဲဆိုတော့ဒီမြမေးတို့နိုင်ငံစဖြစ်တာပဲဖြစ်တယ်ဒါကြောင့်မလို့ပမိုင်းမှာတိုက်တိုက်ဆိုင်နေစီရင်မှာတိုက်ဆိုင်နေဆိုတာမျိုးကတော့မရှိဘူးဒါတိုက်ဆိုင်မှုလို့တော့ပြောလို့မရဘူးဖြစ်တယ်အခုလည်းပဲဒီကမ်ဘောဒီးယားနဲ့ဒီထိုင်းနဲ့စစ်ပွဲဖြစ်တဲ့ကိစ္စမှာဒီကြားဖြန့်ကိစ္စကို အမေရိကန်တွေကမ္ဘောဒီးယားမှာအာယုံမဆိုင်နိုင်အောင်ဆိုပြီးတော့အခုလို့ဒီစစ်ပွဲကိုဖြစ်အောင်မြန်မာတို့ကဖန်တီးတယ်လို့သုံးသပ်ပြောဆိုနေကြတာလေရှိကြတယ်။ဟာဒါဆိုရင်မင်းကပြောတော့ဟုတ်တကယ်ရောဟုတ်ရဲ့လားအထောက်အထားရှိလားဆိုအဲ့ဒါလေးရှိရဲ့ဗျကျွန်တော်ပြောပြပေးခြင်းအဲ့ဒါကတော့ဘာလဲဆိုတော့ဒီပြဿနာတွေစပြီးတော့မဖြစ်ခင်အချိန်ဇွန်လလောက်တုန်းကဒီမြန်မာတို့ရဲ့တုံတင်လေရင်ဖြစ်တဲ့ Y20 ဆိုတဲ့လေရင်ဟာကမ္ဘောဒီးယားကို6ခေါက်လောက်အတက်အသင်းပြုတ်လုပ်ခဲ့တယ်လို့သိရတယ် အဲ့ဒီမှာဘာဒီပါလာလဲဆိုတော့ဒီဒုံးကြီးကြီးအမြောက်ကြီးပြီးတော့မော်တာတွေတိုက်ခိုက်ရေးပစ္စည်းတွေပေါ့ဗျာလက်နဲ့ခင်းရအဲ့ဒါကြီးအများပြကမ္ဘောဒီးယားကိုဖို့ခဲ့တယ်ပြီးရဆိုတော့အဲ့ဒါကိုဘဒူကထောက်လိုင်းသိရှိသွားလေဆိုတော့ထိုင်းထောက်လိုင်းတပ်ဖွဲ့ကသူ့ရဲ့အစီရင်ခံစာမှာရေးသားထားတာကိုတွေ့ရှိရအခုဒီထိုင်းနဲ့ကမ္ဘောဒီးယားစစ်ပွဲကြီးလက်ဖြစ်ကောဒီကမ္ဘောဒီးယားရဲ့နေဆက်ကိုကွန်တိန်နာ52လုံးနဲ့လက်နဲ့ခင်းရထည့်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားနေဆက်ကို ကမ္ဘောဒီးယားကတော့ပို့ထားတာသိရှိရပြီးတော့လည်းပဲ PHL03 ဆိုတဲ့ဒုံးကြီးညောင်များစွာလည်းပို့ထားတာသိရပြီးတော့အဲ့ PHL03 ပြစ်လို့ရတဲ့ MLRS ဆိုတဲ့စနစ်ပါတဲ့လက်နက်တွေလည်းအဲ့ဒါတွေလည်းအများပြားနေဆက်မှာချထားတယ်လို့သိရအဲ့ဒီနေဆက်မှာချထားတဲ့ဒီ PHL03 ဒုံးကြီးအားဆိုရင်80နဲ့တမိုင်လောက်အထိပြစ်လို့ရတဲ့ဒုံးကြီးမျိုးစွာသိရတယ်တကယ်တော့ပြစ်မယ်ဆိုရင်အဲ့ဒီဒုံးကြီးဟာ ထိုင်းနိုင်ငံရဲ့အလေပိုင်းလောက်အထိကိုပြစ်လို့ရဒါဖြစ်ရင်အဲ့ဒီလက်နက်တွေထုတ်လုပ်တဲ့နိုင်ငံကဘယ်နိုင်ငံလဲဆိုတော့ဒီ PH03 ဒုံးကြီးတွေထုတ်တဲ့နိုင်ငံဟာအဓိကထုတ်တာမြန်မီတို့နိုင်ငံကထုတ်တာပဲဖြစ်တယ်သူတို့ကကြိုပြီးတော့အဲ့ဒီလက်နက်တွေတော့ပုတ်ထားတယ်လို့သိရှိရဆိုတော့ဒီစစ်ပွဲကိုဖြစ်အောင်ပဲငကူကဖန်တီးထားတာလားဆိုတာကအဖြစ်တစ်ခုလို့ထွက်လာပြီးဖြစ်တယ်ပြီးတော့အခုကမ္ဘောဒီးယားမှာဝန်ကြီးချုပ်ဟောင်းလို့ဆိုပြီးပဲကမ္ဘောဒီးယားကိုဥဆောင်တည်တဲ့ဟွန်ဆန်ကလည်း အသက်ရွယ်ကကြီးလာပြီလေဖြစ်တဲ့အပြင်ဒီအာနာဂါလေးကလက်မလွတ်ခြင်းတဲ့သူမျိုးဖြစ်နေတယ်ပြီးတော့လည်းပဲဒီမြမေးတို့မြှောက်ပြီးတဲ့အတိုင်းသူကလိုက်လုံနေတဲ့အတွက်ကြောင့်တကယ်လို့သာကမ်ဘောဒီးယားနဲ့ထိုင်းနဲ့စစ်ဖြစ်ပြီဆိုရင်ကမ်ဘောဒီးယားပြည်သူတွေအတွက်ကတော့တော်တော်လေးရင်းလေးစရာဖြစ်တယ်လို့သိရှိရလက်ရှိမှာလည်းဒီကမ်ဘောဒီးယားနဲ့ထိုင်းမှာဒုက္ခတွေပေါ့အလုံးစစ်ပြေဒုက္ခတွေပေါ့ငါးသိန်းလောက်ရှိတယ်လို့သိရှိရတယ်အခုဒီသမလာ၁၀ရည်နေရဆိုရင်ဒီထိုင်းဝင်ကြီးချုပ်ကနေပြီးတော့ ဒီထိုင်းစစ်တပ်ကိုအကုန်လုံးအာဏာဟိုလွှဲအပ်ပေးလိုက်ပြီးတော့ရှိရတယ်။ကမ္ဘောဒီးယားနေဆက်မှာလည်းပဲအခုအငင်းပွားနေတဲ့သူပိုင်ကိုပိုင်ဖြစ်နေတဲ့နေဆက်မှာဒီအဲ့ဒီနေရာမှာရှိတဲ့ရွာတွေတချို့ဒီထိုင်းစစ်တပ်ကတကြကကားတွေတင့်ကားတွေနဲ့သွားပြီးတက်ခိုက်သိမ့်ပိုက်နေပြီးလို့လည်းရှိရတယ်။အဲ့တော့ကမ္ဘာကြီးမှာပြဿနာရဲ့စနစ်ဘာလို့လဲဆိုတာတော့ဟိုကျွန်တော်ဒီတဲ့င်းမပြောခင်နေရလဲသိကြမှာပါ။ပြီးတော့ ဒီထိုင်ဝမ်ကိစ္စဒီထိုင်ဝမ်ကိစ္စဆိုလေဂျပန်နဲ့အခုညှိကြတယ်ဒါဘယ်သူလဲဆိုတော့အသိမှာပါပေါ့စီတို့ဒီမြန်မေတို့အဖွဲ့တွေပေါ့ဗျာပြီးတော့ဒီထိုင်ဝမ်ကိုသိမ့်ဖို့တကယ်ကဖြစ်နေတဲ့ဟာဟိုသူကမသိမ့်နေမဲ့အရေးကြီးဆောက်ကြည့်နေတာကဒီအခုရုရှားကယူကရိန်းကိုတိုက်တိုက်ပြီးတော့သိမ့်လို့ကဘာကြီးကငြိမ်းနေတယ်ယူကရိန်းရသွားတယ်ဆိုရင်ဒီရုရှားကတော့ယူကရိန်းသိမ့်လို့ရသေးတာပဲအရင်တော့ကယူကရိန်းကရုရှားရဲ့ဒီလက်အောက်ခံပြည်နယ်တစ်ခုဖြစ်ခဲ့တာဟုတ်ဆိုတော့ အဲ့လိုသိမ့်လို့ရတာပဲဘာလို့တရုတ်နဲ့ထိုင်ဝမ်သိမ့်လို့ရတာပဲဆိုအဲ့အချိန်ကြီးတက်ကြိတ်အဲ့တက်ကြိတ်ပါဦးတိလို့ဂျပန်ကလည်းသူနဲ့နီးနီးလေးရောက်လာရင်ဒီမြေမီးတို့ကသိချရမှာမဟုတ်ဘူးဆိုရကြဟိုဂျပန်ကဘာထပ်ပြီးရမ်းချလာမှစူးတဲ့အတွက်ဂျပန်ကလည်းငကူကဟိုဒုတိယကမ္ဘာစစ်တည်းကလက်နဲ့ထိတ်ချုပ်တဲ့စာချုပ်ထိုးထားတော့သူမှလက်နဲ့အင်အားသိမ့်ရှိဆိုတော့အဲ့လိုလုပ်လာရင်တော့ဒုက္ခပဲဆိုတာဂျပန်ကလည်းသိဒါမှမဟုတ်အခုတက်လာတဲ့ဝန်ကြီးချုပ်အမျိုးသမီးရပါဗျာတကယ်ကိုထက်တဲ့အမျိုးသမီးပေါ့ပြောရအဲ့အမျိုးသမီးက ဒီညမီးတို့အဖွဲ့စိတ်မချတဲ့အတွက်ကြောင့်အခုလို့သူကလဲထိုင်ဝမ်တော့ဘာမှမထီနဲ့ထီတာနဲ့ငါတို့ပြန်ချိန်မှာနော်ထိုင်ဝမ်ဘက်ကနေဝမ်ဝမ်ပြန်တီးမှာဆိုတော့အဲ့မှာအယုံကြီးဒီညမီးတို့နေပြီးတိထိုင်မှာဖြစ်သွားတာဖြစ်တယ်အဲ့တော့ကဘာကြီးကို patch ပွေနေတာလားတော့မပြောတတ်ဘူးအဲ့အစအဆုံးတော့ကြည့်ရမှာပဲအဲ့တော့ကျွန်တော် channel လေးကြိုက်ရင်လည်းဟို subscribe တွေပေးကြပါဦးခင်ဗျာအားလုံးဟိုနောက်ကြည့်လို့ရအောင်လေနူဒီခေါင်းလုံးလေးနှိပ်ကြပေးပါဦးကျမ်းပါပြီကျန်သူမျိုးငါးပါးအနေကပြင်ဝေးကြပါလိမ့်ခင်ဗျာ